ညဒါကတော့ကျွန်တော်တို့တာမခံပေါ့နော်မိမှန်ကွန်မှာပဲဒီတိုင်းကြည့်မယ်ဆိုရင်တော့ဒါမစေးရတဲ့အတွက်ကြောင့်ကျွန်တော်ဘီလက်ခွန်လိုလိုပဲနော်ပုံစံအတော့အခွန်နေထဲမှာတော့ကျွန်တော်ဘီလက်ခွန်ဝဖက်ခွန်မမန်တနခါခွန်နော်အာစတဲ့အခွန်နေပေါ့နော်အဲ့ဒီအခွန်နေကတော့ကျွန်တော်တို့ တစ်တော်ခွန်လို့ပေါ့နော်စားတဲ့အခွင့်လေးကလူကြိုက်အများစုတွေမှာပါတဲ့အခွင့်အုပ်စုတွေပေါ့နော်ဆိုတော့သူကဒီကြောက်ကဒီမှာဒီဘက်ဒီမှာမြေစာတွေပေါ့နော်မြေစာတွေရှိနေနေတယ်ပြောရချင်းပြောရရင်တော့ကြောက်တလုံးကိုနံပါတ်1အချက်အနေနဲ့အခွင့်ကောင်းတဲ့ဆိုရင် ဒါမှလည်း temporary နဲ့စီးမယ် city နဲ့ဟာယူနေစီးပြီးပြီးဆိုမှဖြတ်တင်တာပေါ့နော်ဖြတ်တင်ကွန်နေဒါပေမဲ့ तू ကမဟုတ်ဘူး तू ကဒီလုံးကိုကြော်တော့ဘာမှမလုပ်သေးဘဲနဲ့ဟိုဒီဘက်ကနေတိတ်ထားတယ်နော်ကြောက်ကဒါတူများကြောက်ပေါ့နော်ဟိုပြောချင်တာတော့ဟိုဒါဟိုအကူညီတောင်းတဲ့ထဲမှာတော့ပါတယ်ပေါ့နော်ဟိုဒီအဖျားလေးမူပုတ်ထားတာပေါ့နော်ဒီအရွယ်စားလောက်ပါပါလေးပဲပုတ်လိုက်တာပေါ့နော်ဒါကတော့သူ့ရဲ့ဟိုကမဟုတ်ဘူးနော်ဖုံးမဟုတ်ဘူးနော် ဓာတ်ပွင့်လေးပြည်ပြာနော်ဒီလောက်လေးပဲဆိုတာနိုင်ပြာဆိုတော့ကြတော့ तू อ่ะဒီမှာလန့်ကာလာဝင်ရောတဲ့ပြာနော်လန့်ကာလာကြီးဝင်သွားတယ်ဝင်သွားတယ်ဆိုတော့ကြောက် ကကြောက်စီကောင်းနေတာမခံပါเนาะကြောက်စီကောင်းတာအတချေเนาะပြီးကြတော့ဒါကလန့်ကာလာလည်းဝင်သွားတယ်ကြောက်မျိုးကလည်းတင်းနေတိုင်းမကြောက်သားကြတော့ခါရဲ့အောက်မှာရှိနေတယ်ဆိုတော့ဒါပေမဲ့လည်းသူကဒါကပတိပပုအချက်ပေါ့เนาะဒါမျိုးသွားလို့ရတယ်เนาะအဲဒါသွားလို့ရတယ်ဆိုတော့ကျွန်တော်ကကြတော့ဒီမှာဒီဘက် အချမ်းကိုကျွန်တော်တို့ဒီအနာရဲ့ဒီဘက်အချမ်းပေါ့နော်ဒီဘက်ကမစေးရနေတဲ့ဟာကိုကျွန်တော်နည်းနည်းလေးစိတ်ဝင်စားမှုလေးတစ်ခုတွေ့တယ်ဗျာနော်တွေ့တယ်ဆိုတာကဘာလဲဆိုတော့မီးလည်းထိုးလည်းမပေါဘူး။ तू ကဒီမှာအပွေးတွေနဲ့ကျွန်တော်ဇို့ပေါ့နော်ဇို့လေးတွေစမ်းပွေးလေးတွေတဒံပေါ့ဗျာတဒေပေါ့နော်ဒါမှမဟုတ် ပြပြင်းဘူးပြန်မစင်းရတော့เนาะပြပြပြင်းတော့မရှိဘူးဒါပေမဲ့စမ်းနိုင်ကြီးကတော့ဒီဘက်နဲ့ကြည့်မယ်ဆိုတော့တိတ်တော့ပေါ့เนาะရာခိုင်နှုန်းတော့နေပြီမယ်ဒီဘက်မှာလည်းအပွေးလေးတွေရှိတာမတင်ကြဘူးပြီးကြတော့နောက်တစ်ခုကကြောက်တလုံးမှာလည်းကျွန်တော်တို့တစ်ဖက်ကယော့တယ်တစ်ဖက်ကတင်းနေဆိုတဲ့ကြောက်တလုံးမငြိညာ အများစုပဲရှိတာဆိုတော့လေเนาะအဲ့ဒီအခြေခံကြောင့်ကျွန်တော်ဒီဘက်ကိုမတင်ငါတဲ့ဘက်ကိုစီးကြည့်ခြင်းလာပေါ့เนาะဒီဘက်မှာမြေစာရည်လည်းမြင်ရမှာပေါ့เนาะမြေစာရည်လည်းမြင်ရမှာဒီဘက်အပွေးလေးတွေကမတင်ငါစရာတိတိချာချာကာကနာကြည့်တဲ့အခါမှာတွေ့ရတယ်ပြောเนาะဒါဖုံးနေမှာပေါ့เนาะစိုးလေးတွေပေါ့เนาะဆမ်ပွေးလေးတွေလို့ပေါ့เนาะဒါတဒီပေါ့ဗျာเนาะတဒံပေါ့ဗျာပြောခြင်းလာเนาะတိတ်တော့မပြေဘူးဆိုတော့တရားဟုတ်ကျွန်တော်ကတိတ်မတင်ငါရဲ့ကြောင့်မစီးမယ်စီးပြီးတော့အနားရဲ့ဒီဘက်ပေါ့เนาะစီးပြီးရင်တော့ကျွန်တော်ပြန်ပြီးတော့ ပြန်ကြည့်ကြမယ်ပေါ့ဗျာနော်3မိနစ်ပဲရတော့ဆိုတော့နော်ခဏတော့စောင့်ပေးပေါ့နော်ဒါဘူးတက်ရဆရာလေးတခုပါပဲနော်ကျွန်တော်ဒီမှာတန်ဘရက်ပေါ့နော်စူးချင်းနဲ့ဆေးခဲ့ပြီးအဲ့ဒီချိန်မှာကျွန်တော်ကြုံကြိုက်တုံးလေးဟိုပြောရမလို့နားမလည်တဲ့သူတွေမျှော်ဝေချင်တာတခုရှိတယ်ဗျာနော်ဒီလိုတန်ဘရက်နဲ့ကျွန်တော်ဆေးဆေးတဲ့အခါမှာဒီကတန်ချီနေဒီမှာရှိတဲ့ကြောက်ကအခွန်လဲမြင်တယ်နော်အဲ့ကြားထဲမှာညက်ပြီးတော့မဲကုန်တာဒီတန်ချီတွေอ่ะအဲ့ဒီမဲနေတာကို ကြောက်သားကတော့ညို့နေပြီကဲစမ်းပေါင်းလေးတွေတော့ရှိနေပြီလို့ပြောရင်မယုံနဲ့เนาะဒါမျိုးလည်းရှိကောင်းရှိနိုင်တယ်เนาะကျွန်တော်ဒီကောင်လေးကိုစားနေတခြားပို့လိုက်မှာအဲ့ဒီရဲ့တန်ချီတွေပျောက်တာเนาะဒါဘလူးဘလူးမအောင်မလို့ပြောမှုံတော့နားမလည်သေးတယ်တွေပြောနားလည်ပြီးသားသူတွေတော့ကျွန်တော်မစိုးလို့เนาะဒီတန်ချီကနေပြီးတော့ကတ်နေတဲ့အရာကိုကြောက်ကြောက်ကြောက်ကတော့ဇိုးပေါက်ပြီးအမင်းနေပြီးညို့နေပြီလို့ပြောရင်เนาะ လိုင်းမို့ဆိုရင်စဉ်းစားပေါ့ဗျာအမြင်တော့ကြည့်ရတာပေါ့နော်ဒါမျိုးလေးတွေရှိတယ်နော်ကဲကျွန်တော်ကဒီဘက်ကဟာကိုစီးခဲ့လိုက်ပြီဗျာနော်စီးခဲ့လိုက်ပြီဆိုတော့ဒီမှာလဲစိုးကလေးတွေပေါ့နော်ခုနပြောတန်ချီးလေးတွေလည်းကပ်ရင်ကပ်နေမှာဒါကျွန်တော်စားနဲ့မပုတ်ခဲ့လို့ပေါ့နော်အဲ့ကြတော့ဒီမှာအခွင့်ကလည်းနည်းနည်းထိုးတယ်နော်ဖြူခဲခံနေလမ်းဆိုတော့ဒီကောင်ကလည်းဒီနေရာမှာတော့လာလန့်မယ်နော်ဒါလန့်ကာလာစိုးပဲနော်အဲ့ကြတော့ဆိုတော့ကျွန်တော်တို့ဒီကောင်ကအခုဒီမှာကျွန်တော်နီးထောက်ပြလိုက်ခါမှာဒီမှာနော် ျွန်တော်ထင်တယ်နည်းနည်းတော့ကျွန်တော်တို့၆မျိုးကတော့ဒါမဆိုးပေါ့နော်မဆိုးဘူးဆိုတဲ့အထည်လေးတွေတော့နည်းနည်းတော့ရောက်သွားတယ်ဒီပဲချမ်းပါနော်ဟောဒါကျွန်တော်ဆက်ပြီးတော့ကွန်ကြည့်ရမှာဒါအမောင်မချတဲ့ဦးနော်အမောင်နာချလိုက်မယ်ဆိုရင်တော့ကျွန်တော်ခဏလေးအုပ်ကြည့်လိုက်မယ်နော်အမောင်နဲ့အမောင်နဲ့ဒါနည်းလေးအုပ်ကြည့်လိုက်အဲဆိုတော့အမောင်နဲ့မှဆိုတော့မီးရောင်းသွားပြီပေါ့နော် ဒီဘက်နဲ့ဘာမှမဆိုင်ဘူးနော်ဟောဟိုင်မယ်ဒီဘက်ကဘာမှမဆိုင်ဘူးနော်ဒီဘက်ကလင်းအားနဲ့မီးဝင်အားနဲ့ဒီဘက်နဲ့မဆိုင်ဘူးနော်ဒါပေမဲ့ဒီကောင်ကြောက်မျိုးကတော့ဟိုခါလောက်ပဲခါနီးနီးလောက်တော့ရောက်သွားတာပေါ့နော်ခါနီးလောက်တော့ဒီကောင်ကိုကျွန်တော်တို့ကွန်ကြည့်မယ်ဗျာနော်ကွန်ကြီးမယ်ဆိုတော့ကျွန်တော်စိတ်ဝင်စားကြရတယ်နော်ဒါဒါအမောင်လေးနဲ့နော်ကျွန်တော်အင်ကြီးလေးနဲ့အုပ်ပြီးတော့ပြရတဲ့အခါမှာဒီမှာလင်းအားကြည့်လိုက်နော်ဝင်ချောက်ပါနော်ဒါမီးအဲဒီမှာကျွန်တော်တို့ မဟိုဘာမအုပ်တော့ဘူးပေါ့ဗျာမအုပ်တော့ဘူးဆိုရင်ဒါဒီမှာတလောက်ပဲရှိတာဒါနေရောင်နဲ့ဆိုတော့နော်နေရောင်နဲ့ဆိုဒါလေးတွေပြောင်းလဲမှုတော့နေရောင်နဲ့နော်နေပနာနဲ့ဒါလေးကျွန်တော်မီးလာရင်တော့ကွန်ခဲ့ပြီးတော့ကြက်ကြည့်ပြီးဆက်ပြီးတော့နော်အဲဒီဘက်ကစိတ်တော့စိတ်ဝင်စားဗျာနည်းနည်းတော့ကြောင်မျိုးလေးတော့နည်းနည်းတင်းနေပေါ့ဗျာနော် ကဲဟုတ်ပြီတရတာမခန်ရဲ့နောက်ဆုံးဗီဒီယိုလေးပါเนาะကျွန်တော်မီးလဲမလာတော့ဂန္ဒီနဲ့ထိုးလို့မရတော့ကျွန်တော်တို့ပွတ်လိုက်တော့တာပေါ့เนาะစိန်ဒဇင်းနဲ့ပွတ်လိုက်တဲ့အခါမှာကျွန်တော်တို့ဇိုလေးတွေတွေ့ရတယ်ပေါ့เนาะဇိုလေးတွေတွေ့ရတဲ့ကြောင့်ဒီချာလေးပြမယ်เนาะအဲဇိုလေးတွေတွေ့ရလာပြီဆိုတော့ကြတော့ကျွန်တော်စေးထားတဲ့အချိန်နဲ့ဇိုလဲတွေ့လာပြီဇိုးပေါက်လေးပေါ့เนาะတောက်စီပေါက်လေးတွေတွေ့ရတယ် နော်အဲ့ကြတော့ကျွန်တော်တို့ကြောက်မျိုးကဒီဘက်ထက်တန်သွားပြီပေါ့နော်အဲ့မဲ့ခုနကကျွန်တော်တို့ဒီဘက်ကအခွင့်အရေးလိုင်းနာထုတယ်နော်ထုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီဘက်မှာပွတ်ထားတဲ့နေရာမှာနာလို့လို့ပါလို့တော့ကြောင်းနေအမြင်နေတွေ့နေရတာဟိုတော့လောကဆွေးင်စရာပွဲဆွေးင်ပွဲကတော့မရှိဘူးပေါ့နော်ပြောချင်တာကကျွန်တော်တို့မီးထိုးလိုက်တဲ့အခါမှာကျွန်တော်တစ်ချက်ထိုးပြမယ်နော် ကြောက်စီအားကောင်းသွားပြီဒါပေမဲ့ကျွန်တော်တို့ကဟိုစကားကိုတော့ပွတ်တဲ့နေရာမှာနည်းနည်းလေးပဲပွတ်ထားရကြအောင်မို့အသာဆမ်းပါပြီတော့တရရကျွန်တော်တို့မပြောကုန်မပြောရဲသေးဘူး။ဘာကြောင့်လဲဆိုတော့ကြတော့ကြောင်မျိုးတန်တယ်လို့ပဲကျွန်တော်ကတော့ပြောလိုက်တာပေါ့နော်ဒီပဲ။ဘာလို့လဲဆိုတော့မဆန်းဆန်းသွားပြီဆိုပြီးတော့ဖြတ်လိုက်တဲ့အခါမှာမဆန်းခဲ့ဘူးဆိုရင်တော့ဒါကောင်းလေနော်။အဲစကားဆိုရင်တော့ကျွန်တော်တည့်ရလို့အရင်ထိမ့်ပြောရတယ်။စကားတစ်ခွန်းတိုင်းတစ်ခွန်းတိုင်းကဟိုအာမအာမခံချက်ဂတိဆိုတာလေ အဲ့လိုမျိုးရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့ကြောင်မျိုးတော့တန်သွားပြီနော်အဲအနည်းဆုံးတော့ခါတန်တန်အဲ့လိုပေါ့နော်တက်သန်းနီးနီးပေါ့နော်စက်တပြင်းလေးကြောင့်တုံးတက်လို့ရသွားတယ်အဲအခွင့်အလဲထူတဲ့အတွက်ကြောင့်မို့ဘာမှတော့ခုနပြောတဲ့အနာလေးတွေကတော့ပုံမှန်ရှိနေအကွက်ချောင်းလေးတွေကခွန်ဆက်လေးတွေဖြစ်နေတယ်ကြောင့်ဘာမှမစိုးရင်ရအောင်စိတ်ဝင်စားစရာကောင်းတာကတော့ဒီပဲတစ်ချက်မှကျွန်တော်တို့ဖြတ် ဖတ်ချင်ရတော့မယ်အနေထားတစ်ခုတော့ရောက်သွားပြီပေါ့ဗျာเนาะအဲ့ဒီအတွက်ကြောင့်မို့ပြောချင်တာကြောက်တလုံးကိုအခွင့်လှနေတယ်ဆိုရင်စေးပါစေးပြီးပြီဆိုမှကျွန်တော်တို့ပိုင်နေပေါ့เนาะကျွန်တော်ကြောက်မျိုးတင်းတဲ့ဘက်ကိုဖြတ်စီချင်တာပါเนาะအဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ ဟိုကြောက်တလုံးဆိုတာကလည်းကျွန်တော်ဖြတ်သားပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ကောင်းတဲ့နေရာကိုပဲရအောင်ဆွဲထုတ်ပြီးတော့မှလှုပ်ချက်လှုပ်ခွဆိုတဲ့နေရာနဲ့ဈေးကောင်းရအောင်လှောက်ရတဲ့သဘောမျိုးပဲလीเนาะကြောက်တလုံးကလည်းအသားမညိတာတွေကလည်းရှိတယ်ဆိုတော့အဲဒါမျိုးလေးတွေကိုကျွန်တော်တို့ဟိုဒါကျွန်တော်ပြင်မြောက်ဝေခြင်းဖြစ်ပါလေခင်ဗျာเนาะအားလုံးပဲကျမ်းမာချမ်းသာကြပါစေเนาะနောက်ပိုင်းကျရင်ကြောက်တွေဆိုရင်လည်းသတိဝိရိယနဲ့ဝေယူကြဖို့နဲ့ကြောက်တလုံးဟာအပြင်မှာအသေးစိတ်အချက်လက်တွေနဲ့အတူတူ ဒီတစ်ချာချာကာကနနာကြည်ရမှသာလေဒီပို့ပြီးတော့ကောင်းပါလေလို့ကျွန်တော်မျှဝေခြင်းပါနော်အားလုံးကျေးဇူးအများကြီးတင်ပါ